ကျွန်တော်ကတော့ပြည်သူ့ပါတီဥက္ကဋ္ဌဦးကိုကိုကြီးဖြစ်ပါတယ်ကျွန်တော်တို့ပြည်သူ့ပါတီဟာ88မျိုးဆက်တောင်သားကောင်းဆောင်များကိုအခြေခံပြီးနိုင်ငံရေးမျိုးဆက်အသီးသီးမှရဲဘော်များ네ပယ်သီးသီးမှတပ်တည်ကျွမ်းကျင်သူများကိုစုစည်းတည်ထောင်ထားတဲ့ပါတီဖြစ်ပါတယ်မကြမီဖြတ်သန်းကြရမယ့်ရွေးကောက်ပွဲဟာတာမန်အခြေအနေတွေမှာကျင်းပရတဲ့ရွေးကောက်ပွဲတွေနဲ့မတူပါဘူးဒါကြောင့်လဲရွေးကောက်ပွဲအလွန်မှာဘယ်လိုကိစ္စတွေကိုဦးစားပေးဆောင်ရွက်ကြမလဲဆိုတာကအင်မတန်ကိုအရေးကြီးပါတ ကျွန်တော်တို့ပြည်သူပါတီအနေနဲ့ငြိမ်းချမ်းရေးဒန်းတူညီမျှရေးတရားဥပဒေစိုးမိုးရေးနိုင်ငံစီးပွားဖွံ့ဖြိုးတိုးတက်ရေးနဲ့နိုင်ငံတော်ပြန်လည်စုစည်းတည်ဆောက်ရေးတို့ကိုအ धिक ဦးစားပေးဆောင်ရွက်သွားမှာဖြစ်ပါတယ်။ဦးစားပေးစီစဉ်လို့ပြောနေရပေမဲ့တခုပြီးမှတခုလောက်ရမှာမျိုးမဟုတ်ပဲရှိသမျှအရင်းမြစ်တွေကိုစုစည်းပြီးအင်တိုက်အားတိုက်ဆောင်ရွက်သွားကြရမှာဖြစ်ပါတယ်။ငြိမ်းချမ်းရေးတရားဥပဒေစိုးမိုးရေးမရှိဘဲနဲ့လေဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်ဖို့ဆိုတာအင်မတန်ကိုခက်ခဲပါတယ်။ ပြည်ပခပြင်းထန်တဲ့ကာလတွေမှာအစွန်းတရားတွေကြီးထွားလေရှိပေမဲ့နိုင်ငံတော်ပြန်လဲစူးစီးတိဆောက်ရေးအမြင်ကိုတော့မျက်ခြေမပြတ်ဖို့လိုပါတယ်။ဒါကြောင့်လဲအကြောင်းကြောင်းကြောင့်ကွဲကွာနေရတဲ့မိသားစုတွေပြန်လဲစုံစည်းနိုင်ဖို့ငြိမ်းချမ်းတဲ့နိုင်ငံရေးနည်းလမ်းနဲ့ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်တွေမှာပူးပေါင်းပါဝင်လာကြစေဖို့အဓိကဆောင်ရွက်သွားပါမယ်။တိုက်ပွဲရှောင်နေရက်စွန့်ခွာပြည်သူများ လုံခြုံစိတ်ချစွာနေရက်ပြန်လဲအခြေချနိုင်ရေးပြန်လဲထူထောင်ရေး စီးပွားရေးလုပ်ငန်းများပြန်လည်လည်ပတ်နိုင်ရေးပညာရေးကျန်းမာရေးလူမှုရေးဝန်ဆောင်မှုတွေပြန်လည်ခံစားရရှိနိုင်စေဖို့အတွက်မူဝါဒတရက်ညှိနှိုင်းဖော်ဆောင်သွားမှာဖြစ်ပါတယ်။ငြိမ်းချမ်းရေးအပြစ်ကရစဲရေးဆွေးနွေးညှိနှိုင်းမှုတွေအောင်မြင်ရရှိစေဖို့အတွက်လည်းဆောင်ရွက်သွားပါမယ်။ငြိမ်းချမ်းရေးရရှိလာတာနဲ့အမျှပြည်သူစစ်မှုထမ်းဥပဒေနဲ့ပတ်သက်တဲ့စိုးရိမ်တော့ကတွေကိုလည်းတက်တာစေမှာဖြစ်ပါတယ်။ပြည်သူစစ်မှုထမ်းဥပဒေကို ဥပဒေနဲ့အညီမှန်မှန်ကန်ကန်ဆောင်ရွက်နိုင်စေဖို့အတွက်စစ်ဆေးတိကျက်ခြင်းများဆောင်ရွက်နိုင်ဖို့ကြိုးပမ်းသွားမှာဖြစ်ပါတယ်။တကယ်တော့လက်နက်ကင်ပဋိပက္ခရဲ့အခြေခံစစ်မြစ်ကဒန်းတူညီများရေးပဲဖြစ်ပါတယ်။တိုင်းရင်းသားတိုင်းဒန်းတူညီများရေးကိုကြိုးပမ်းဆောင်ရွက်နိုင်ဖို့အတွက်လိုအပ်တဲ့ဖွဲ့စည်းပုံခြေခံဥပဒေပြင်ဆင်ရေးကိစ္စကိုလည်းအတက်နိုင်ဆုံးကြိုးပမ်းဆောင်ရွက်သွားမှာဖြစ်ပါတယ်။တရားဥပဒေစိုးမိုးရေးနဲ့ပတ်သက်လာရင်မူရစေဝါတိုက်ဖြတ်ရေးဟာရာဇဝမှုတွေလျှော့ချနိုင်မှုအတွက်အခြေခံတစ်ခုဖြစ်ပါတယ်။ လူငယ်တွေကြားထဲမှာမူရစေဝါပြန့်နှံ့သုံးဆွဲနေမှုဟာလေနိုင်ငံရဲ့လူသားအရင်းမြစ်တွေကိုထိခိုက်ပျက်စီးစေတာဖြစ်တဲ့အတွက်မူရစေဝါတိုက်ဖြတ်ရေးကိုအလင်းနဲ့ထားဆောင်ရွက်သွားမှာဖြစ်ပါတယ်။တရားဥပဒေစိုးမိုးရေးဟာဒီမိုကရေစီနိုင်ငံတော်တည်ဆောက်ဖို့အတွက်အခြေခံလိုအပ်ချက်ဖြစ်တယ်လို့ပြည်သူတွေရဲ့နေစဉ်ဘဝလုံခြုံမှုအတွက်လည်းအင်မတန်အရေးကြီးပါတယ်။တရားဥပဒေစိုးမိုးရေးလို့ပြောရင်နိုင်ငံဝန်ထမ်းတွေရဲ့အခန်းကဏ္ဍအဓိကပါ။နိုင်ငံဝန်ထမ်းတွေအတွက်အခြေခံလူနေမှုစရိတ်နဲ့ လိုက်လျောညီထွေတဲ့လောက်ခလာစားအဆောင်ရောင်တွေ ရရှိခံစားနိုင်စေဖို့နဲ့စွန့်ရီထက်မြက်ပြီးတစ်လက်တဲ့ဝန်တန်းရန်တရားပြုပြင်ပြောင်းလဲမှုတွေကိုဆောင်ရွက်သွားမှာဖြစ်ပါတယ်။ပြည်သူရေးရာစီမံခန့်ခွဲအုပ်ချုပ်ရေးစနစ်ကိုလည်းခင့်နဲ့လျော်ညီတဲ့ e-government အဆင့်အမြန်ဆုံးရောက်ရှိအောင်ကြိုးပမ်းဆောင်ရွက်သွားမှာလည်းဖြစ်ပါတယ်။တရားမျှတပြီးခင့်နဲ့လိုက်လျောညီထွေဖြစ်တဲ့ဥပဒေတွေဖြစ်ထွန်းပေါ်ပေါက်လာစေဖို့ဥပဒေ၊ဤဥပဒေညွှန်ကြားချက်အမိန့်တွေကို စစ်စစ်သုံးသပ်ပြီးပြင်ဆင်တင်တာတွေပယ်ဖြက်အစားထိုးတင်တာတွေအစ်စ်ပြဋ္ဌာန်းတင်တာတွေကိုလည်းအလေးထားဆောင်ရွက်သွားမှာဖြစ်ပါတယ်နိုင်ငံစည်းပွားဖွံ့ဖြိုးတိုးတက်ရေးနယ်ပတ်သက်ရင်ဖြက်စင်နဲ့စွန့်ရင်ကဏ္ဍဟာအခြေခံလိုအပ်ချက်ဖြစ်ပါတယ်ဖြက်စင်မီမှန်မှန်ရရှိစေဖို့စွန့်ရင်ကဏ္ဍဖူလုံစေဖို့ကိုလည်းဆောင်ရွက်သွားမှာဖြစ်ပါတယ်လေယာစိုက်ပျိုးရေးကိုအခြေခံတဲ့နိုင်ငံဖြစ်တာနဲ့အညီတောင်သူလယ်သမားများကျွေးမြီကင်းရှင်းစေရေးစိုက်စိတ်ချင်းငွေများ တိနံအာမခံစနစ်များခန်းစားရရှိနိုင်စေရေးမျိုးစိမြေဩဇာပို့သက်စီ73စီစိုက်ပျိုးရေးရရှိစေရေးတိနံထွက်ကုန်များလေဝကြီးအုပ်ဈေးကစားခြင်းမှအကာအကွယ်ပေးရေးစိုက်ပျိုးရေးအခြေခံတံမိုးမြင့်ကုန်စီများထုတ်လုပ်နိုင်ရေးတို့ကိုအားပေးထောက်ပံ့သွားမှာဖြစ်ပါတယ်စိုက်ပျိုးရေးကဏ္ဍနဲ့အတူမွေးမြူရေးနဲ့ရေထွက်ပစ္စည်းလုပ်ငန်းတွေဖွံ့ဖြိုးဖို့အတွက်ဤပညာအရင်းအနှီးနဲ့ ဈေးကွက်အဆက်တဝယ်တွေကိုလည်းရှာဖွေကူညီပေးသွားမှာဖြစ်ပါတယ်။လေယာတားငါထွက်ကုန်များစက်မှုထွက်ကုန်များဈေးကွက်နဲ့ချိတ်ဆက်နိုင်မှုအတွက်လိုအပ်တဲ့ကုန်ထုတ်လမ်းကြောင်းများပြည်တော်စုလမ်းမကြီးများလမ်းကွန်ရက်များအစစ်မြင့်ပြုပြင်တည်ဆောက်ခြင်းကုန်သွယ်ရေးလမ်းကြောင်းများလုံခြုံချောမွေ့စေခြင်းတို့ကိုလည်းဆောင်ရွက်သွားမှာဖြစ်ပါတယ်။လူငယ်တွေအလုတ်ကိုင်းအခွင့်လမ်းပေါ်ပေါက်လာစေဖို့အတွက်တပ်မွေးဝမ်းကြောင်းပညာရပ်များတင် जा ပေးနိုင်ရေးအလုတ်ကိုင်းခွင့်လမ်းတွေဖန်တီးပေးနိုင်မယ့် ပြပရင်းနှီးမြှုပ်နှံမှုတွေကိုဦးစားပေးဖိတ်ခေါ်ခြင်းပြပသွားရောက်အလုပ်လုပ်ကြရမယ်လူငယ်တွေအတွက်ဥပဒေအကာအကွယ်ရရှိခံစားနိုင်စေရေးနိုင်ငံတော်အတွက်လည်းနိုင်ငံသားငွေရရှိပြီးနိုင်ငံတော်အတွက်ကျွမ်းကျင်လှုပ်သားအင်အားတွေပြန်လည်ရရှိနိုင်စေဖို့ဆောင်ရွက်သွားမှာဖြစ်ပါတယ်နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက်အခြေခံစောက်ဝင်တွေဖွံ့ဖြိုးတိုးတက်ရေးဟာလည်းအင်မတန်အရေးပါပါတယ်ဒါကြောင့်လန်ဒရာအဆောက်အအုံများလူနေအိမ်ယာများအိမ်ချမ်းမြေဈေးကွက် စနစ်တကျဖွံ့ဖြိုးတိုးတက်စေဖို့အတွက်လည်းဆောင်ရွက်သွားမှာဖြစ်ပါတယ်။ခရီးသွားလုပ်ငန်းအပါအဝင်ပညာရေး၊ကျန်းမာရေးဝန်ဆောင်မှုလုပ်ငန်းများ၊ဘဏ်လုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးအတွက်လည်းမူဝါဒများညှိနှိုင်းရေးဆွဲဆောင်ရွက်သွားမှာဖြစ်ပါတယ်။နေပယ်ကန္တအသီးသီးအတွက်ဖွံ့ဖြိုးရေးဘဏ်များစနစ်တကျတည်ထောင်ဖွံ့ဖြိုးလာစေဖို့ကိုလည်းကြိုးပမ်းသွားမှာဖြစ်ပါတယ်။ဖွံ့ဖြိုးတိုးတက်ရေးအတွက်ခြေခံဖြစ်တဲ့ကိန်းဂဏန်းစင်စရာများမှန်ကန်တိကျရေးနဲ့ နယ်ပယ်သီးသီးအတွက်စံချိန်စံညွှန်းများတိတိကျကျသတ်မှတ်ဖော်ဆောင်နိုင်ရေးတို့ကိုလည်းအလေးထားဆောင်ရွက်သွားပါမယ်။ Digital စီးပွားရေးစနစ် Digital Economy ပြုပြင်ပြောင်းလဲရေးမြန်ဆန်ထိရောက်စေဖို့အားပေးဆောင်ရွက်သွားမှာလည်းဖြစ်ပါတယ်။ပြည်တွင်းလုပ်ငန်းရှင်တွေအနေနဲ့ပြည်ပလုပ်ငန်းရှင်တွေနဲ့ရှင်ပြိုင်မှုအတွက်အဓိကအခက်အခဲဖြစ်နေတာတခုကတော့ဘန်တိုးနှုံမဲ့ဖြစ်ပါတယ်။အခွန်အောက်ကောက်ယူတဲ့နေရာမှာလည်းရိုးရှင်းပြီးတင့်တင့်မျှတာတဲ့အခွန်အောက်စနစ်တွေဖြစ်ဖို့ အခွန်ဝင်တို့ဝင်ဖို့မဖြစ်စေပဲကျေပြန့်တဲ့အခွန်ထမ်းစနစ် ဖြစ်ပေါ်စေဖို့ကျွန်တော်တို့ဆောင်ရွက်သွားမှာဖြစ်ပါတယ်။ကိုဗစ်ကာယောဂါကာလကစပြီးထိခိုက်ခဲ့ရတဲ့စီးပွားရေးလုပ်ငန်းတွေပြန်လည်တက်ဝင်အားကောင်းလာစေဖို့စီးပွားရေးနှိုးဆွမှုအစီအမံများ Economic Stimulus Plan ကိုလည်းညှိနှိုင်းဖော်ဆောင်သွားမှာဖြစ်ပါတယ်။တင်းကျပ်တဲ့စီမံစည်းကမ်းများကျွန်းဤစနစ်များကိုလည်းအတက်နိုင်ဆုံးပြုပြင်ဖြေလျှော့ခြင်း deregulation ဆောင်ရွက်သွားမှာဖြစ်ပါတယ်။ အသေးစားအလက်စားနဲ့စွန်ဦးတီထွင်လုပ်ငန်းတွေအားကောင်းတန်မာလာစေဖို့နဲ့ငွေကြေးစည်းကွက်နဲ့လွယ်ကူစွာချိတ်ဆက်နိုင်စေဖို့အများပိုင်းကုမ္ပဏီများပေါ်ပေါက်လာစေဖို့အတွက်တူကလည်းအားပေးဆောင်ရွက်သွားမှာဖြစ်ပါတယ်။နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးလို့ပြောတဲ့နေရာမှာနိုင်ငံသားတွေရဲ့ဖွံ့ဖြိုးတိုးတက်ရေးကအခြေခံအကျဆုံးပဲဖြစ်ပါတယ်။ကျမ်းမာတန်ဆွမ်းတဲ့နိုင်ငံသားတွေဖြစ်ဖို့ဉာဏ်ရည်မြင့်မားတဲ့နိုင်ငံသားတွေဖြစ်ဖို့နိုင်ငံတော်မှာတာဝန်ရှိပါတယ်။ပညာရေးစနစ်ကိုနိုင်ငံသားအတိုင်း အလဲတန်းပညာအဆင့်အနှိမ်ဆုံးသင်ကြားတက်မြောက်နိုင်စေဖို့နဲ့အတွေ့အခေါ်စင်ညုံတရားကိုအားပေးတဲ့ပညာရေးစနစ်ဖြစ်ထွန်းလာစေဖို့ကြိုးပမ်းသွားပါမယ်။2025ခုနှစ်ကုလသမဂ္ဂလူ့ရည်ဌာနရဲ့ပြည်မြတွက်ချက်မှုတွေအရကဘာလုံးဆန်ရာမွေးဖွားချိန်ကစပြီးပြည်မြတက်တန်း life expectancy at birth မှာ83.5နှစ်ဖြစ်ပေမဲ့မြန်မာနိုင်ငံရဲ့ပြည်မြတက်တန်းကတော့69.3နှစ်ပဲရှိခဲ့တယ်။နေရတနိုင်ငံဖော်ပြတဲ့အထက်မှာအဆင့် 163ကိုရောက်ရှိနေတာဖြစ်ပါတယ်။ဒါကြောင့်အစားတောက်ဈေးဝါတောက်သုံးရည်အစရှိတဲ့ဘေးကင်းလုံခြုံစိတ်ချရမှုအတွက်အန်ဒီယမကင်းတဲ့ဓာတုဈေးဝါတွေစိုးစေးတွေတုံးဆွဲနေမှုတွေကိုတင်းတင်းကြပ်ကြပ်စီစစ်ထိန်းချုပ်သွားပါမယ်။နေ့စဉ်ရှူဆိုင်နေရတဲ့လေကောင်းလေတန့်ရရှိနိုင်မှုအတွက်လည်းလေဓုညဉ့်ဉန်းမှုလျှော့ချရေးကိုစောင့်ရက်သွားမှာဖြစ်ပါတယ်။ငြိမ်းချမ်းရေးဒန်းတူညီများရေးပြောက်ဥတွေစုံမှုရေးဖွံ့ဖြိုးတိုးတက်ရေးတွေကိုအခြေခံပြီး အမျိုးသားယဉ်ကျေးမှုအခြေခံတွေကိုလေးစားတန်ဖိုးထားတဲ့နိုင်ငံတော်ပြန်လည်စုစည်းတိဆောက်ရမှာဖြစ်ပါတယ်။နိုင်ငံတော်ပြန်လည်စုစည်းတိဆောက်တဲ့နေရာမှာအိန္ဒိယချင်းနိုင်ငံများဒေသတွင်းနိုင်ငံများကမ္ဘာနိုင်ငံများနဲ့ငြိမ်းချမ်းစွာအကျိုးတူပူးပေါင်းဆောင်ရွက်သွားမှာလည်းဖြစ်ပါတယ်။မဲဆန္ဒရှင်ပြည်သူများခင်ဗျာကျွန်တော်တို့ပြည်သူပါတီဟာဒီမိုကရေစီနဲ့ဖက်ဒရယ်စနစ်ကိုအခြေခံတဲ့ပြည်ထောင်စုကြီးအတွက်လွတ်လပ်ခြင်းတရားမျှတခြင်းဒန်းတူညီမျှခြင်းဆိုတဲ့ လောကပါလာတရားတွေကိုအခြေခံတဲ့နိုင်ငံတော်သစ်တည်ဆောက်နိုင်ဖို့ခိုင်မာစွာကြိုးပမ်းရပ်တည်နေတဲ့ပါတီဖြစ်ပါတယ်။အခုလိုတာမန်မဟုတ်တဲ့အခြေအနေမျိုးမှာကျင်းပမဲ့ရွေးကောက်ပွဲဟာတာမန်ရွေးကောက်ပွဲတွေတဲ့အရေးကြီးပါတယ်။လက်ရှိပဋိပက္ခတွေကိုဖြည့်ရှင်းနိုင်ဖို့စောင့်ဝင်နေရေးပြဿနာတွေကိုတက်တာပြေလည်နိုင်စေဖို့လာမယ့်၅နှစ်တာကာလအတွက်နိုင်ငံတော်ကိုရွေးချယ်ကြရမှာဖြစ်ပါတယ်။ပြည်သူအလုံးကိုစားပြောရင်းဆိုခွင့်ရရှိဖို့ ပြည်သူတွေရဲ့စန္ဒာမင်းနဲ့ပြည်သူတွေကိုအခြေပြုတဲ့နိုင်ငံတော်ဒစ်ကိုတိဆောက်နိုင်ဖို့အတွက်အဝါရောင်နောက်ခံတဲ့ပြည်သူပါတီကိုမဲပေးထောက်ခံကြဖို့လေးစားစွာပန်ကြားအပ်ပါတယ်ခမညာပြည်သူပါတီရဲ့အမှတ်သားတစ်စိတ်ကတော့အဝါရောင်နောက်ခံတဲ့အလေကအနီရောင်အကန့်ပေါ်မှာမီးရှူးတိုင်ကင်ဆောင်ထားတဲ့ပုံဖြစ်ပါတယ်အမောင်တိုက်ကိုဖြိုခွင်းအလင်းခက်ကိုရောက်ဖို့အဝါရောင်ပြည်သူပါတီကိုမဲပေးစို့ပြည်သူအလုံးနှလုံးစိတ်ဝမ်း 人间有把痴。